ပရိသတ်များရှင်ပရိသတ်တွေအားလုံးကအခုဆိုရင် celebrity and fashion ဆိုတဲ့ဒီအမှုပညာရှင်တွေရဲ့ fashion အလှပတွေကိုခန်းစား권ရရှိမယ်ဒီခန်းနာမြင်တွင်ဒီခန်းနာလေးကိုရှူစားပေးသွားပြီဆိုတော့အခုဒီတစ်ခေါက်မှာထပ်မံတင်ဆက်ပေးမှာကြတော့ကျမကနှင်းစီပါမောင်းဆိုတဲ့ဇာတ်ကားကြီးဒီဇာတ်ကားကြီးကိုပရိသတ်တွေအားလုံးလည်းကြားဖူးကြမှာပါအဲ့တော့အခုဒီဇာတ်ကားကြီးကဆိုရင်မကြခင်မှာပရိသတ်တွေရှူစားရတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ pressure ပြသခဲ့တဲ့အခမ်းအနားမြင်တွင်ကိုပရိသတ်တွေအတွက်တင်ဆက်ပေးအောင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဇာတ်ကားကြီးရဲ့ ှာပါဝင်ထားတဲ့အနုပညာရှင်တွေကပရိသတ်တွေတည်ပြီးသားလေးဖြစ်မှာပါနာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့နေတိုးပါရဲနောက်ဖွဖွေးပြီးတော့ heavy ဖြိုယွန်းယွန်းဒီလိုမျိုးပေါ့နော်နာမည်ကြီးအနုပညာရှင်တွေသရုပ်ဆောင်တွေကနေပြီးတော့ပူပေါင်းပြီးတော့ဒီဇာကားကြီးကိုပုံဖော်ထားတာပါအဲ့တော့ဒီဇာကားကို pressure ပြတာရဲ့နေခန်းနာမှာဘယ်လိုမြင်ကွင်းတွေပရိသတ်တွေတွေ့မြင်ရမလဲခိုင်ချုံတဲ့အတူတူပရိသတ်တွေအားလုံးပဲရှုစားကြည့်အောင်လားရှင် ူပညာမိုးကောင်းငယ်ရဲ့ရုပ်ရှင်ချိတ်ပရိသတ်များမျှော်လင့်ဆောင်စားနေကြတယ်။ကျွန်မကနှင်းစီပါမောင်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာဆိုရင်မကြာမီမေလ29ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ဒါတော့ရုံတင်မပြသမီအထူးပွဲအနေနဲ့ပရိသတ်များကိုမိတ်ဆက်တဲ့ပွဲခဏကိုကျွန်တော်တိတ်ဆက်ပေးကြပါမယ်။ဘာပြောဦးကျမနည်းနည်းရင်ခုန်ပါတယ်ရင်ခုန်ပါဆိုတာဟိုအရင်ကားရတဲ့ပေါ်တော့ပို့ပြီးတော့ ပေးတဲ့စိတ်ဝင်စားတဲ့ကားဖြစ်တယ်ဆိုတော့လေသူတို့ရဲ့အတန်အကူနားတော်ညင်ပါတယ်ပြီးတဲ့အခါကျတော့အကူကဗမာယဉ်ကျေးမှုကိုမသွေဖဲထဲဗမာအမျိုးသားတယောက်ဖြစ်ကြောင်းသက်သေပြခြင်းပါကျင်းစရာတကူကအဓိကတော့ပေါ့နော်ဟိုမူရင်းဇက်လန်းပါမူရင်းဇက်လန်းကသူ့မှာရှိတဲ့ပေါ့နော်ဇယိုက်တွေပေါ့နော်ကာရက်တာတွေကိုအကူရုံးနေနဲ့တတ်နိုင်တယ်မှာထိမ့်ပေးရပါတယ်ထိမ့်ပေးရပါတယ်အဲ့ဒီပုံမှာပဲမူတည်ပြီးတော့ဇက်ချိန်အတက်ကြတော့ကိုပေါ့ကိုပဲချိန်ကြီးရတော့ပေါ့ဇန်ညုံမှာ အဓိကတော့ဒီနင်းစီပင်နေနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ဒုက္ခရောက်ခဲ့ရတဲ့ဟာပေါ့။ဘာလို့ဆိုဒီမှာကြီးတော့တာဘာမှမလို့နင်းစီပင်အဲ့မှာအပင်၈900လောက်ကိုကိုစိုက်ခဲ့ရတယ်။ဟောနင်းစီပင်ပွင့်နေဖို့ဘာညာကူရပါတော့။အဲ့နင်းစီခင်ဟာအစားအကုန်လုံးပေါ့နော်။ပြည့်ကောင်နင်းစီကိုဘယ်အချိန်ခုန်မရအစားတော်တော်လေးကိုခက်ကျူးကိုက်အောင်ရိုက်ရတဲ့ကားမျိုးပေါ့။ပြည့်ကောင်နင်းစီအိုးဆိုရင်လည်းတနည်းနည်းထိုးရမှာမနေဘူးလေ။ဒါကရိုက်တာပဲ9 6လောက်ကြာဆိုတော့နင်းစီဘုံတွေတနည်းကိုပရူစားလဲအရန်ကုန်တော့ဘာပဲပြောပြောအခုအနေနဲ့ပရိသတ်ကြည့်ရသူနဲ့တဲ့ကားပေါ့နော်။ လို့အခုထင်ပါတယ် ရဲ့ခံစားချက်ကတော့အမဝတ္ထုကအမရဲ့ဖန်တီးလိုက်တဲ့ဇက်ကောင်လေးပေါ့နော်ဇလုံးအနေနဲ့ဖန်တီးထားတဲ့ဇက်ကောင်လေးတွေကိုအသက်ဝင်လာတယ်အသက်ဝင်လာပြီးတော့ဇကားလေးရလည်းပဲအာဒီဝတ္ထုရဲ့မူရင်းကာရိုက်တာအရာရောဇလန်းရောရောပြောင်းလဲသွားတာမျိုးလည်းမရှိဘဲနဲ့ဇက်ကောင်ကောင်းမွန်တဲ့ဇကားလေးတကဖြစ်လာတဲ့အတွက်အမကတော့ဂျင်းနေပါတယ် ဟုတ်မဒီသားသခင်ဆိုတဲ့ဇက်ကောင်ကိုဖန်တီးတဲ့အခါကျတော့အာလူလောကကြီးမှာဖြစ်လိဖြစ်တာရှိတဲ့ဟောပေါ့နော်ဟိုလူလူတွေကတခါလေကြောက်လို့ရှိရင်ဟိုဒီဆင်းရဲချမ်းသာဆွဲလောကဒဏ်ဆင်းရဲတာတဲ့လည်းပဲလောကဒဏ်တစ်ခုချမ်းသာခြင်းဒီလည်းပဲလောကဒဏ်တစ်ခုပေါ့အာဒီလောကဒဏ်တစ်ခုကိုကြုံရတဲ့အခါမှာဒီ flexible ဖြစ်ဖို့လိုရပေါ့နော်တကယ်တည်းကသားသခင်ဆိုတဲ့ဇက်ရုပ်ကကျတော့ဟိုသူဘာမှမသိပဲချမ်းသာနေတယ်ပေါ့ဟာသူသူ့အဖေကနိုင်ငံသားကနေထောက်ပံ့နေတယ်သူ့ဘွားကသူ့ကိုအရန်ကိုအလိုလိုက်ထားတယ်အာလိုလိုလေသေးမရှိဖြစ် ည်စည်းထားတယ်ပေါ့အဲ့လိုဖြည့်စည်းထားတဲ့အတွက်ကြောင့်မလို့သူ့မှာချမ်းသာရတယ်အဲ့ဒီချမ်းသာခြင်းမှာသူ့ရဲ့စူးစမ်းမှုလည်းမပါဘူးသူ့ရဲ့ကောင်းမှုဆိုးမှုဘာမှမပါဘူးပေါ့ဒါပေမဲ့ဆင်းရဲသွားတဲ့အချိန်မှာလည်းပဲအဲ့ဒီလိုပဲသူ့ကိုအုပ်ထိန်းတဲ့သူရဲ့အာဒီလိုလောင်ကစားပေါ့နော်အဲ့လိုလုပ်တဲ့အတွက်ကြောင့်မလို့သူဆင်းရဲသွားတယ်ဆင်းရဲတာဒီလည်းပဲသူ့အပြစ်မပါဘူးအဲ့တော့သူဘာမှမသိဘဲနဲ့ဆင်းရဲတယ်သူဘာမှမသိဘဲချမ်းသာတယ်အဲ့ဒီအပေါ်မှာသူ့ဘဝအပြောင်းလဲပုံမှာ flexible ဖြစ်ပြီးတော့မနေနိုင်ဘူးပေါ့ချမ်းသာတော့ကလည်းပဲ proud ဖြစ်တယ်ဟိုသူတစ်ပါးကိုပေါ့နော်အဲ့လိုဟိုအနိုင် င်ကျင်နာမျိုးလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒါကလည်းကလေးစိတ်အနေနဲ့ဖြစ်ခဲ့တာပေါ့အဲ့ဒီကနောက်ဆင်းရဲသွားတဲ့ခါကျတော့သူ့လက်ရှိဘဝမှာအံဝင်နိုင်တော့တဲ့ကာရိုက်တာပေါ့အဲ့ဒါလေးကိုမှဖန်ပြီးထားတာပါဟုတ်မမထားလို့ခေါင်းသူကကျွန်တော်နဲ့အသက်ကြီးလို့လားဘိုင်းမိုးပြောတော့သူနဲ့ကျွန်တော်နဲ့အသက်ချင်းတူတူပဲတဲ့ထုတ်တယ်မလို့စမ်းပါလားနေငါခေါ်ခိုင်းတယ်လို့ခေါ်စမ်းပါမခေါ်နိုင်ပါဘူးနေရဘသူလဲငါကခွန်တခွန်တလိမ္မာသေးရကြသွားမြင်လားကောက်ပဲလေလိမ္မာသေးကတမင်လှွတ်ချလား မတော်စားထွက်ကြတော့ငါ့ကိုပြန်မမင်းနဲ့ဇာကောက်ကိုကောက်လိုက်နင်းစီပါမောင်ကအာကျွန်တော်အချစ်ကအချစ်ကပေါ့နော်အချစ်ရဲ့ဘဝရဲ့ရောထားတဲ့ဇာကားလေးပါအဲထူးခြားမှုအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဟိုပါပေါ့ဖြတ်တန်းတဲ့ဘဝနှစ်ခုပေါ့နော်နှစ်ခုဆိုတာချန်လောက်တမတယောက်ရဲ့နောက်ပြီးတော့ဒုတိယပိုင်းမှာကုမ္ပဏီပိုင်ရှင်တစ်ထည်တယောက်အနေနဲ့ဘဝအပြောင်းလဲနှစ်ခုကိုတယောက်ဆောင်ထားရတာဖြစ်ပါတယ် ငါဘဝကိုမတရားယူထားတဲ့နှင်းဘဝငါကြောင့်တိတ်ခါကြမှုတွေစိတ်ဆင်းရဲစရာတွေ၊ကွမ်းမဲ့ကိစ္စတွေပဲကြုံစေရမယ်။ခုလိုလိုဆဲအောင်မင်းကိုနိုင်မဲ့ကွက်တကွက်ရှာတွေ့ထားသေးရဲ့။ဟွာပေါ့အဓိကတော့ဟိုကျွန်တော်ဒီကားကိုစတင်ပြီးတော့ကျွန်တော်တို့ producer ဘိုင်းကငားရမ်းတဲ့အချိန်တော့ကကျွန်တော်တို့ဇကားနှစ်ကားပေါ့နော်။တပြိုင်တည်းအဲသူငားရမ်းတာပေါ့။အာဆိုတော့တကားကတော့ကျွန်တော်တို့မင်းသမီးနည်းနည်းလေးအသားပေးတယ်။တကားကတော့မင်းသား အသာပေးတဲ့ဆက်နှစ်ခုပေါ့နော်ဆိုတော့အာကျွန်တော်ဒါလက်ခံလိုက်တာပေါ့ဆိုတော့ပထမကားတော့စေတန်ရဲ့အကကြီးတယ်ပေါ့ဒုတိယကတော့နှင်းစီပါမောင်းပေါ့အာဆိုတော့အဲဒီနှစ်ကားလက်ခံထားတဲ့အခါကျတော့ကျွန်တော်အနေနဲ့အရန်ဟိုဒီစက်ရုပ်ပုံမှာလောရမဲ့ character ပုံမှာရောကျင်နှံ့မှုရှိလို့လက်ခံထားတာဖြစ်ပါတယ်။อืมမင်းသမီးဆိုင်လို့လည်းဖွေးလို့အလိုကြီးခံစားရပါဘူး။အကုန်လုံးကဟိုမျှရပေါ့နော်။ခလေးတယောက်ဆောင်နေဆိုလို့ရှိရင်လည်းဒီ character နှစ်ယောက်လုံးရဲ့ ကိုနေတော့ဖွေးရောရဲ့ character ကိုကောင်းကောင်းကြီးတည်သွားပြီးနေတယ်။စကားမြတ်ခင်တော့ကလည်းရွံ့နေဖွေးနေအဲ့လိုမျိုး fashion တွေရောဟို item တွေရောအတန်တွေအစားအကုန်ညှိပြီးတော့မှရိုက်ခဲ့ရပါဘောနော်။ပြီးတော့ဟိုသားသခင်မျိုးကိုလည်းဟိုတီချာကိုဝင်စားပြီးတော့ရိုက်ခဲ့တယ်။ဟိုစမင်စမင်ဆိုလို့ရှိရင်လည်းအမြင်ရောအနေချင်းကိုပြန်ပြေးလိုက်ဟိုစမင်ရှေ့ပြောင်းလိုက်အတူပြောင်းလိုက်တယ်လို့ပြေးနေရတာပါဘောနော်။ နောင်ဘောက်ခွန်တဆိုတော့အလုတ်သမားလေးဤဘဝကိုကျွန်တော်အလုတ်ရှင်မမထားသခင်ကကျွန်တော်အလုတ်ရှင်မမထားသခင်ဟာပိုင်ဆိုင်ပါတယ်ပိုင်ဆိုင်ပါတယ်ကဲမီတို့တော့ကိုမပြောချင်ပါဘူးဂျိန်းစရာတကူကတော့အခုဒီကိုကားမြောက်ကအခုရှေ့မှာရိုက်တဲ့ရှစ်ကားပေါ့နော်ရှစ်ကားမှာပရိသတ်အတန်ကိုနားထောင်နေအဲပရိသတ်တွေရဲ့ဝေဖန်မှုပေါ့နော် အကိုရဲ့အားနည်းချက်တွေပြောတာတွေကိုအကိုအတတ်နိုင်ဆုံးကြိုးစားပန်းစားပြင်ပြီးတော့ရိုက်ထားတဲ့ကားပေါ့အဲ့တော့အရင်ကားရဲ့ဆိုင်အားနည်းချက်တော့နည်းလာတယ်ဆိုတာကိုကြည့်တဲ့ပြည်သက်တွေသိရမှာပါမေးရိုက်ခဲ့တဲ့ပါဘူးမေးပြန်နှမ်းဖို့အချိန်ရောက်ပြီအကိုတို့ကြိုးစားထားတယ်ပေါ့နော်ပြီးတော့ပြည်သက်မှာစင်နာထားတယ် ဲ့တူညီတဲ့တံပြန်တက်ရောက်မှုကိုအကိုတို့ရားကြင်ပါပဲအဲဒီကားဝေမှန်မှုနေရအမဒီဒရိုက်တာဝိုင်းနဲ့အမနေတော့မှအဲနည်းနည်းလေးအငင်းခုံဖြစ်ခဲ့မှုသေးတယ်ပေါ့အာဖြစ်ခဲ့မှုသေးတယ်ဆိုတာဒီကားနဲ့ပတ်သက်ပြီးခရက်တီအများကြီးရှိခဲ့မှုတယ်ပေါ့အာသူကလည်းပဲအမရဲ့ဝတ္ထုကိုကြိုက်လို့နှစ်သက်လို့ဝယ်ပြီးတော့ရိုက်တာပေါ့နော်ဒါပေမဲ့အာသူရုပ်ရှင်ပြင်ဖန်နေတဲ့အခါမှာသူပြောင်းကျင်တာလေးရှိတယ်ပေါ့အဲ့ခါကျတော့ဟိုထုံးစံပေါ့နော်အမတို့ဒီလောကမှာတော့အာဒရိုက်တာကလည်းသူဖန်နေတဲ့အခါမှာသူစိတ်ကြိုက်ဖန်နေကျင်တာရှိတယ်ဆာရေးဆရာမှကျတော့လေဟိုကိုယ့်ရဲ့ဇက်ကောင်နေရာ မူရင်းကာရိုက်တာနဲ့သွေဖဲသွားမှာကိုစိုးရိမ်နဲ့အာလောအမှုပညာလောဘမျိုးရှိတယ်ပေါ့အဲ့ဒီခါကျတော့ဟိုမကလည်းအဲ့ဒီချိန်မှာကိုဒီမပရိသတ်တွေစာဖတ်ပရိသတ်တွေကအများသောအဖြစ်ဒီအနန်းခန်းနေပေါ့နော်ရိုက်မယ်ဆိုတဲ့ခါမှာအမကအများသောအဖြစ်ဒါမျိုးရေးလေရေးထားမရှိဘူးမရှိတဲ့ခါကျတော့ဒီလိုမျိုးရိုက်တဲ့ခါကာရိုက်တာပြောင်းသွားမှာစိုးရိမ်အဲ့ဒီခါမှာမကလည်းပဲဟိုမရဲ့ဝတ္ထုထဲမှာတချို့ကျတော့မဝတ္ထုမဖတ်ထားခဲ့ဘူးပေါ့နော်မဖတ်ထားတဲ့လူတွေကျတော့လေဟာဒါမျိုးတွေပါသလားဆိုတော့ရိုက်မပြခင်မှာဟိုဘလို့ထွက်လာမယ်ဆိုတာမသိတဲ့အတွက်ကြောင့်မလို့ ဟိုစိုးရိမ်မှုတွေရှိကြတာပေါ့เนาะရှိတဲ့ခါကျတော့ဒီဘောမှာဒါတွေဒါကိုရိုက်လိုက်မှာရိုင်းသွားမှာကိုအမပြိတ်သက်ကလည်းစိုးရိမ်ကြတယ်ပေါ့เนาะအမကိုယ်တိုင်ကကျတော့လေအမဒါမှဒီလိုမျိုးဟိုဒရိုက်တာကသူလောက်ပိုင်ခွင့်ရှိတာတော့အမတားတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုအမဒီဒါမျိုးလေးရေးထားတာမပါဘူးပေါ့เนาะဟောအဲ့လိုမျိုးအမရှင်းတာပေါ့ပေါ့ရှိရပေါ့အဲ့လိုရှင်းတာ ਨੇ အဲ့အဲ့ကြားထဲမှာပေါ့နည်းနည်းလေးဟိုဟွာလေးဖြစ်ကြတာပေါ့เนาะပြဿနာလေးတွေဖြစ်ကြတာပေါ့ဒါပေမဲ့တကယ်တမ်း အမဒီမတိုင်ခင်ကတစ်ခါကြည့်ပြပါပြီ။အဒီကောက်လေ။အဲ့လိုကြည့်လိုက်တဲ့အခါကျတော့ဒီအနန်းကန်းတွေပါတွေကအရန်ကြီးဆူဆူကတော့မဟုတ်ဘူးเนาะ။အဲ့ဒီခါကျတော့အမအနေနဲ့ပဲလက်ခံနိုင်သွားတယ်။အာနောက်အမပြိသက်အနေနဲ့ကကျတော့လည်းပဲလက်ခံနိုင်လိမ့်မယ်လို့အမထင်ပါတယ်။အမပြိသက်ကကျတော့ဝတ္ထုကိုဖတ်ထားတဲ့အတွက်ကြောင့်မလို့ရုပ်ရှင်လာတဲ့အခါသူတို့ကစိတ်နှမျိုးနဲ့လာတာပေါ့။ဟိုရုပ်ရှင်ကြီးပြိသက်ကကျတော့ရုပ်ရှင်ကြီးပဲလာကြည့်။အဝတ္ထုဖတ်ထားတဲ့ပြိသက်ကကျတော့ငါတို့ကြိုက်ထားတဲ့ဝတ္ထုနဲ့တူရဲ့လား။အာကွဲလွဲသွားမလား။အဲ့လိုမျိုးစောင့်ကြည့်တဲ့စိတ် မျိုးလေးနဲ့လာတာရှိတာပေါ့အဲ့တော့ဒီကားကိုကြည့်ပြီးတဲ့အခါမှာအမပြိတ်သက်များလည်းပဲဘယ်လိုမျိုးရိုက်ထားရဲဆိုတာကိုကြည့်ပြီးတော့သူတို့ဆုံးဖြတ်ကြပါလိမ့်မယ်သူတို့ဘဝင်ကြတယ်မကြဘူးဆိုတာကြည့်ပြီးတဲ့အခါမှာသိပါလိမ့်မယ်ဟုတ်ကဲ့သင်းစီအိုးတယ်ဟိုဒီနေ့ဘယ်သူကိုင်လဲငါကိုင်နေဟဲ့အဲ့လိုမပြောရဘူးလေ ကျွန်တော်ကင်ပါတယ်မမထားလို့ပြောရတယ်ဟာမမထားလို့ခေါင်းသွားကျွန်တော်နဲ့အသက်ကြီးလို့လားနေရဘသူလဲငါကခွန်တနေရဘာလို့ရိုက်တာလဲနေရမဟုတ်လို့နေရကမကြမ်းနဲ့တားစစ်တရားရောလို့တနာလို့တနေကြိုင်နေမအောင်ငါပိုင်စရာလဲထားတခင် ခဲ့မင်းရိုက်ခဲ့တဲ့ပါဟုမင်းပြန်နှမ်းဖို့အချိန်ရောက်ပြီမအနေနဲ့ ဖြုတ်ခဲ့လာကုန်တာတဲ့ချူလာကိုက celebrity ဆိုတော့အကောင့်ညော်ဆိုပြီးတော့ပြောခံရမှာပဲဒီဟိုအဲ့အတွက်ဖွေမမကျူပြီးတော့ဟိုတွေးထားပါအောင်ဟိုဟိုဖွေအမှုပညာဟိုတကယ်ချစ်တဲ့ဖွေရဲ့ပရိသတ်အစ်စ်တွေပဲဖွေဘာပြောမလဲဆိုတာဖွေပူရင်ခုံပါပြီးတော့ဒီကားမှာပြထားတဲ့အတိုင်းပဲဟို ဘလောက်ဟိုလှရမင်းကလေးပဲဖြစ်ဘလောက်ချမ်းသာရမင်းကလေးပဲဖြစ်ကိုကံကံဒီကံမတွေးလို့မရအောင်ဟိုအဆိုးတွေလည်းမရချင်မလဲရနိုင်တယ်အကောင်းတွေလည်းမထင်မဖက်နဲ့ရနိုင်တယ်ပေါ့ဖွေရအဲ့လိုတရားသဘောလေးဒီကားမှတွေးကျွန်တော်တို့ဇကားတွေဆိုတာကတော့အရှင်းဆုံးပြောရရင်ဥပညာသမားတွေရဲ့လှုပ်ရှားမှုဥပညာသမားတွေရဲ့ဖန်တီးမှုဆိုတာပြည်သက်ကအမြဲတမ်းစိတ်ဝင်စားရှိကြရပါတော့။အဓိကကတော့ဖန်တီးတဲ့လူနဲ့ခံစားတဲ့လူ ကကျွန်တော်တို့ဒီကားကိုလာရောက်ချီးရှူတဲ့အချိန်မှာ ပို့ပြီးတော့ကျွန်တော်ပြောပြတာလည်းပြည့်ပြည့်စုံစုံသိနိုင်မယ်လို့အဲကျွန်တော်ထင်ပါတယ်ငါ့ကိုဖနက်စီးပေးဘာဒီကောင်မလေးတွေကိုသွားစီးပေးခိုင်းပါလားအထမတန်နဲ့ငါစီးခိုင်းနေစီးပေးလိုက်လေငင်းပါတာနေစီးအောင်မေမင်းကညာငါမျိုး ညီစီခိုင်းနေတော့စီးပြလိုက်ပါကွဘောက်ခွန်တာဆိုတော့အလုတ်တမလေးဤဘဝကိုကျွန်တော်အလုတ်ရှင်မမသားသခင်ကကျွန်တော်အလုတ်ရှင်မမသားသခင်ဟာပန်းဆိုင်ပါတယ် पाई साईमान မိုးကောင်းကင်အစီအစဉ်ရဲ့ဗုဒ္ဓဟူးနေ့ဒီနေ့အစီအစဉ်ကိုရှုစားအားပေးနေတဲ့ပရိသတ်များရှင်ပရိသတ်ဒီအားလုံးအတွက်ဒီနေ့အစီအစဉ်ကနေပြီးတော့အကောင်းဆုံးအနုပညာရသမျိုးစုံကဏ္ဍမျိုးစုံကိုခိုင်ချိုရဲ့ခိုင်ချိုတငယ်ချင်းတွေရဲ့ပူးပေါင်းပြီးတော့ပရိသတ်တွေအတွက်တင်ဆက်လုပ်ပြီးသားပါပြီ။ဒါကြောင့်မလို့ပရိသတ်ဒီအားလုံးကိုအခုဆိုရင်ဒီနေ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်ချင်ပါတယ်။ဒီအစီအစဉ်အားဆိုရင်တော့ပရိသတ်ဒီအားလုံးအတွက်ပုံမှန်တနင်္လာနေ့ကနေစပြီးတော့တောက်ကြနေ့ဒီတင်ဆက်ပေးနေပါတယ်။ဒီအစီအစဉ်မှာပါဝင်တဲ့ခန္ဓာတွေကိုပရိသတ်တွေကကြိုပြီးတော့သိကျင်နေဆိုရင် Facebook မှာကြည့်လို့ ရပါတယ် www.facebook.com/skyshow မှာကြည့်လို့ရတဲ့အကြောင်းကိုလည်းသတင်းကောင်းလေးပါကြပါရယ်ဒီနေ့စီစဉ်ရနေပြီးတော့ပရိသတ်တီအားလုံးအတွက်ကဏ္ဍမျိုးစုံကိုတင်ဆက်ပေးပြီးသားပြီဖြစ်တဲ့အတွက်ပရိသတ်တီအားလုံးကိုဒီနေ့အနုပညာမိုးကောင်းငင်အစီအစဉ်ဗုဒ္ဓဟူးနေ့အစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်ပရိသတ်များပျော်ရွှင်ချမ်းမြေကြပါစေရှင်